မေရိကန်ရဲ့မူရစ်ဆေးဝါးတိုက်ပွဲအတွင်းကဗင်နီဇွဲလားနဲ့မြန်မာအမေရိကန်ပြည်ထောင်စုရဲ့မူရစ်ဆေးအဓိကထုတ်လုပ်သဲဆောင်သူစီးရင်မှာမြန်မာနဲ့ဗင်နီဇွဲလားနိုင်ငံတို့နှစ်စဉ်ပါဝင်နေပေမဲ့အမေရိကန်ကချမှတ်တဲ့မူဝါဒတွေမှာတော့တိတိတသာကွဲပြားခြားနားလျက်ရှိပါတယ်မြန်မာနိုင်ငံကိုစီးပွားရေးနဲ့တန်တမာရေးဖိအားတချို့နဲ့သာတိုက်ခိုက်နေချိန်မှာဗင်နီဇွဲလားမှာတော့အမေရိကန်ရဲ့ကာရီဘီယံဒေသစစ်ရေးရင်ချထားမှုနဲ့ဘုံကျဲတိုက်ခိုက်မှုတွေအထိကြုံတွေ့နေရပါတယ် အခုလိုမျိုးမတူညီတဲ့ချင်းကပ်မှုတွေဟာမူရစေဝါတိုက်ဖြတ်ရေးအပြင်အမေရိကန်ရဲ့ဒေတာရင်းနိုင်ငံရဲ့အကျိုးစီးပွားကိုပါဖော်ပြနေပါတယ်။မြန်မာနိုင်ငံဟာကမ္ဘာဘိန်းဆက်ယုံလို့ခေါ်ဆိုရလောက်အောင်ဘိန်းနဲ့စိတ်ကြွစေမက်သဖက်တမင်းထုတ်လုပ်မှုမှာကမ္ဘာထိပ်တန်းအဆင့်ဖြစ်ပါတယ်။အထူးသဖြင့်ရှမ်းပြည်နယ်မှာရှိတဲ့တောင်တန်းတွေမှာဘိန်းဆိုင်ခင်းနေတဲ့ဘိန်းချက်စရုံတွေပြည့်နှက်နေပြီးစစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့တချို့ဟာအဲ့ဒီလုပ်ငန်းတွေကနေပြီးဒေါ်လာဘီလီယံနဲ့ချီပြီးဝင်ငွေတွေရရှိနေပါတယ်။တစ်ဖက်မှာတော့ဗင်နီဇွဲလားဟာကိုလံဘီယာကိုကင်းနေရဲ့အဓိကဖြတ်တန်းလမ်းကြောင်းဖြစ်ပါတယ်။ ကိုလံဘီယာမှာရှိတဲ့မွေးရည်ဆေးဘွားကတယ်ရီဟာဗန်နီဇွဲလာကမ်းရိုးတန်းကိုအသုံးပြုပြီးအမေရိကန်နဲ့ဥရောပကိုပို့ဆောင်နေတာဖြစ်ပါတယ်။ဒီလုပ်ငန်းမှာဗန်နီဇွဲလာစစ်ဖက်ထိတ်တန့်အရာရှိတွေဦးဆောင်ပါဝင်တယ်လို့စွပ်စွဲခံထားရတဲ့ Cardel De Los Souls ကအဓိကပါဝင်ပတ်သက်နေတယ်လို့သိရပါတယ်။မြမပေါ်အမေရိကန်ရဲ့ဘိတ်ဆိုမှုတွေဟာစစ်ကော်မရှင်ရဲ့စီးပွားရေးကိုရည်ရွယ်ပါတယ်။ စစ်တပ်ပိုင်းဖန်တွေရေးနှန်းတဲ့သဘာဝဓာတ်ငွေလုပ်ငန်းတွေအပါအဝင်အဓိကလုပ်ငန်းတွေကိုပိတ်ဆို့ထားပြီး2021ခုနှစ်အာဏာသိမ်းပြီးနောက်ဒီမိုကရေစီပြန်လည်ရရှိရင်းနဲ့စစ်တပ်ရဲ့ဗန်ဒါရေးဖျက်တောက်ရေးကိုပုံမအယုံဆိုင်လာခဲ့ပါတယ်။ဒါပေမဲ့ဖန်နီဇွဲလာကိုတော့အမေရိကန်ချင်းကပ်ပုံကပုံကိုရေးပြတ်မှတ်ထားတဲ့ပုံစံဖြစ်နေပါတယ်။သမ္မတနီကိုလတ်စ်မာဒူရိုစစ်တပ်ထိတ်တန်းခေါင်းဆောင်တွေနဲ့ရေးနှန်းလုပ်ငန်းတွေကိုတိုက်ရိုက်ပြတ်မှတ်ထားပြီးနိုင်ငံတကာခီးသွားမှုနဲ့ဖန်ကောက်တွေကိုပိတ်ပင်ထားပါတယ်။ ဒီပုံစံဟာမာဒူရိုအစိုးရကိုနိုင်ငံတကာအသိအမှတ်ပြုမှုမရရှိစေဖို့ဂျာဇွက်ကွန်ရက်လိုမျိုးပုံဖော်ပြီးနိုင်ငံရေးဖိအားပေးဖို့ရှိရတာဖြစ်ပါတယ်။အမေရိကန်ဟာဗင်နီဇူလာပေါ်တိုက်ရိုက်စီးရီးအရာပာဝယ်မှုတွေရှိနေပါတယ်။ကာရေဘီယံဒေသမှာစီးရီးရင်တွေရင်းငုံသင်းမောတွေအပြင်တပ်ဖွဲ့ဝင်တပေါင်းကျော်ချထားပြီးဝိရစေဝါတန်တရားရှိတဲ့ဗင်နီဇူလာသင်းမောတွေကိုဘုံကျဲတိုက်ခိုက်မှု6ကြိမ်ကျော်ပြုလုပ်ခဲ့ရမှာလူ28ဦးသေဆုံးခဲ့ရပါတယ်။ ထားပြင် CIA လျှို့ဝှက်ဆောင်ရွက်မှုတွေခွင့်ပြုပြီးမာဒူရိုဘုံမူရဲ့ရာဇဝတ်မှုတွေအတွက်ဒေါ်လာ25သန်းစုငွေနဲ့ဖမ်းဆီးဖို့ကြိုးပမ်းနေပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာတော့ American ရဲ့ဓာတ်ရိုက်စီးရေးပါဝင်မှုလုံးဝမရှိပါဘူး။လက်ရှိမှာစစ်ကောမရှင်နဲ့မြောက်ကိုရီးယားဆက်ဆက်လက်နက်ကုန်သွယ်မှုကိုပိတ်ဆို့ခြင်းကိုသာအယုံဆိုင်လျက်ရှိနေတာပါ။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတရားဝင်အသိမှတ်ပြုတာလက်နက်နဲ့လေ့ကျင့်ရေးပံ့ပိုးပေးတာမျိုးဖြစ်နိုင်ခြေရှိပေမဲ့ Venezuela လိုမျိုးလေကြောင်းတိုက်ခိုက်မှုဒါမှမဟုတ်တပ်နေရာချထားမှုတွေတော့မရှိပါဘူး။ အဲ့လိုကွာခြားရတဲ့အဓိကအကြောင်းရင်းတွေကတော့ဗန်နီဇွဲလာဟာအမေရိကန်ကနေမိုင်ပေါင်း1300လာကွာဝေးပြီးကာရေဘီယံဒေသမှာအမေရိကန်ရဲ့စီးရီးအခြေဆိုင်စခန်းတွေနဲ့ပြည်နှံနေပါတယ်။မြန်မာကတော့တရုတ်နဲ့ရုရှားတို့ရဲ့ကြီးမားတဲ့ဩဇာအောက်မှာရှိနေတာကြောင့်ဓာတ်ရိုက်စီးရီးပါဝင်မဲ့ဆိုရင်ဒေတာရင်းစစ်ပွဲဖြစ်နိုင်ခြင်းမြင့်မားတာကြောင့်ပါ။နိုင်ငံရေးနဲ့စီးပွားရေးအကျိုးစီးပွားအနေနဲ့ကတော့ဗန်နီဇွဲလာမှာအမေရိကန်ရဲ့ရှင်းနယ်လုပ်ငန်း၊မွေးရဆေးဝါးတည်ဆောက်မှုဒါစီးရီးနဲ့ဒီမိုကရေစီပြန်လည်ထူထောင်ရေးစတဲ့အကျိုးစီးပွားများပြားပါတယ်။ မြန်မာမှာတော့ဒီမိုကရေစီမြင့်တင်ရေးနဲ့မျိုးရည်စေးထုတ်လုပ်မှုတိုက်ဖျက်ရေးကသာအဓိကဖြစ်ပြီးစီးပွားရေးအကျိုးစီးပွားကတော့တခြားဒေသတွေထက်နေပါပါတယ်။အမေရိကန်ဟာဗန်နီဇွဲလားကိုမျိုးရည်စေးတိုက်ဖျက်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာထားပြီးစီးပွားရေး၊စစ်ရေးနိုင်ငံရေးဖိအားတွေကိုပေါင်းစည်းကာမာဒူရိုအစိုးရကိုဖျောက်ချဖို့ဦးတည်နေပါတယ်။မြန်မာမှာတော့စီးပွားရေးပိတ်ဆို့မှုနဲ့တန်တမာရေးဖိအားတွေနဲ့စစ်ကောင်မရှင်ရဲ့အာဏာရှင်ကိုအားနည်းစေဖို့သာဦးတည်နေပါတယ်။ ဒီကွာချမှုတွေဟာဒေတာရင်းစီရေးအဆင့်တင့်မှုဩဇာပြိုင်ဆိုင်မှုနဲ့နိုင်ငံရေးအကျိုးစီးပွားတွေပေါ်မူတည်နေပါတယ်။ဒါကြောင့်အမေရိကန်အနေနဲ့မြန်မာနိုင်ငံမှာ NUG ကိုအတိအမှတ်ပြုပြီးအတိုက်ခံတွေကိုလက်နက်ပံ့ပိုးတာမျိုးလှုံ့ဆော်နိုင်ပေမဲ့ဗန်နီဇွဲလာလိုမျိုးဘုံကျဲတိုက်ခိုက်မှုမျိုးဖြစ်နိုင်ခြေကတော့နေပါလာပါကြောင်းသုံးသက်လို့ရနိုင်ပါတယ်ရှင်။